ဒီနှစ်ကိုချစ်ကြရတော့ဒီနေရာလေးမှာကမိဘမဲ့ရဲဘကပူကြီးចောင်းဖြစ်တယ်စာတင်ចောင်းလည်းဖြစ်တယ်။နောက်မိဘမဲ့တွေကိုဖဖုံးကသူတရားဟောတဲ့ပစံလေးနဲ့တီးရှုလာတာနှစ်ပေါင်းများစွာလေ။အဲ့ဒါလေးကိုချစ်ကြရသိလိုက်တဲ့အခါကျတော့ဟိုအကူကြီးဘယ်သူလဲကိုမလေး first image ကလေးပါလေအဲဝါလေအာစာနေစင်းရလေစာနေစင်းကဥပဒေဥအောင်စိုးသူဥအောင်စိုးသူဟုတ်ရဲ့ ူအောင်စူးသူကနေစေးဒီကြောင်းလေးကိုမိတ်ဆက်ပြီးတော့ချစ်ကရဆက်ပြီးတော့လှူပစ်သွားတာပေါ့နော်ချစ်ကနာဂစ်ကနေစပြီးတော့လှူလှူခဲ့တာပေါ့တစ်နှစ်မှမပြတ်ဘူးအဲ့တော့ဒီနေ့ကျတော့လေမြန်မာစကားကလေးတွေကလေချစ်ကနဲ့အတူဝိုင်းရံခြင်းနဲ့ဆိုတော့ပိုလှူဆောင်သွားတာပေါ့ဒီတော့အရင်နှစ်တွေကတော့ချစ်ကဘယ်သူမှမခေါ်ဘူးပေါ့နော်ကောက်ကိုမိသားစုနဲ့ပဲဖဖို့အမြဲတမ်း20လှူနေကြပေါ့ဒီနေ့လေအဲ့လိုပဲမိရဲ့မရှိရဲ့နေရာလေးတွေပေါ့နော်တတ်နိုင်ပြချစ်ကအေးအားလေးနဲ့ပြရပါ ချစ်တယ်ကဘာလဲဆိုတော့အငငယ်လေးတွေကဟိုချစ်ငယ်ပါရှိတဲ့ပတ်စံကိုစေဖို့ကိုချစ်ငယ်ကသုံးဖို့ဖေဖေထားပြီးသားကိုရုံနဲ့ကဆိုတော့အချိန်ယူရေးပေါ့နော်ဘယ်နေရာဘာလို့လဲဆိုချစ်ငယ်ကလူနိုင်သွားတာပေါ့နော်အဲ့ဒါလေးကလည်းချစ်ငယ်မမေတင်ပေးထားတဲ့ကောင်းကျိုးလေးပါကဲဘာပြင်းလဲကိုပြောလိုက်ပါဦးအာဝါပြင်း ဓာတ်တမှုရှိတယ်နော်။အမေချစ်ငယ်လေးရွှေလဲမလို့ခြင်းငွေလဲမလို့စိန်လဲမလို့ခြင်းဘူး။ချစ်ချင်းမေတ္တာတရားနဲ့တယောက်နဲ့တယောက်ရေရှည်ချစ်သွားဖို့ပဲချစ်လို့လေ။မောင်နှမမိသားစုချင်းမိတ်ဆွေချင်းလင်မယားချင်းချစ်ချင်းမေတ္တာလေးလို့တော့တယ်။ချစ်ငယ်တို့မှာဟိုတက်တယ်ဘယ်လောက်နေပြေဆုံးသွားပြီလေဟိုကားဆိုလဲတော်ပြီပေါ့တမီးရဲ့ဒစီဒစီတော်ပြီပေါ့သူများတွေသုံးလေးစီလဲမလုပ်ချင်ဘူးအိမ်ဒီဆိုလဲလင်းကအိမ်လဲမလုပ်ချင်ဘူးအဓိကပြင်းပြတဲ့ယောက်ကလေရပ်ပဖြစ်ပဲနဲ့ မိဘမောင်နှမအချင်းချင်းဇနီးမယားချင်းချင်းသားသမီးချင်းရမဖြစ်ပဲနဲ့တယောက်နဲ့တယောက်စိတ်ချမ်းသာမှုလေးပေးတာကိုဖြစ်ကလူချင်းသွားပြီအဲ့တော့မိသားစုလည်းချင်းငယ်ပြောတယ်မိသားစုချင်းငယ်ဘာပေးရမလဲတဲ့မိမတွေမောင်နေရလေဘာမှမလုပ်ချင်ဘူးလို့မောင်နှမတွေတဲ့တာအမိစကားနားထောင်လာပဲလူချင်းနေအဲ့ဒါကိုချင်းငယ်ကိုအစ်စုလည်းပြီးပါလို့ပြောလိုက်တယ်ယောက်ျားလည်းပြောလိုက်တယ်ယောက်ျား မနေ့ကဆိုင်မိမမွေးနေမိမောင်စိတ်မကောက်နဲ့တော့ပြောလိုက်တယ်။ဟုတ်အပြင်းနဲ့ကောက်လို့မေးဘာမဟုတ်တာလေးနဲ့ကောက်တာနော်။ဘာမဟုတ်တာလေးနဲ့ကောက်တာဘာမဟုတ်တာ။အချင်းချင်းနေတာပါ။ဟုတ်တယ်။သူကမွေးရတာကောက်ပြီးတော့မွေးတာ။အဲ့ဒါကြောင့်ဖြစ်တယ်။ယောက်ျားတော်လို့တီပြောထားတယ်နော်။ချင်းမွေးနေတော့ဒီနေ့လုံးဝစိတ်မကောက်ကြီး။တပည့်ရဲ့မောက်မောက်မစားရလို့ ဖဲတည့်ရတိမစားရလို့လေတမီးရတကယ်ပါဆိုတွင်ကျော်ကငငယ်လေးကအဲယူပြောမယ်ဆိုရင်ဟိုပတ်စာလေးအရန်လောက်မဲ့တယ်ထမမပါဘူးအမှုပြာလုတ်တယ်ဆိုလေဟိုအောင်မြင်ပါစေဆိုတဲ့ဟာလို့ねနာမည်အရန်ကြီးကျင်ပါတယ်ဆိုလေစိတ်နဲ့လုတ်နေတာမဟုတ်ဘူးဘာငါပါလို့လုတ်တာတခုပဲရှိရလေကိုကဘာမဟုတ်တာလေးကောက်တယ်ဆိုတာကိုကိုလာပြီးတော့ဥသားမပေးလိုက်တာလို့ကိုဥသားမပေးတယ်ဆိုတာကဟိုတပြင်းသူမပေးတာမလို့ဂျုံလေး သူပေးတာကိုလူချင်းနော်တပည့်ရဲ့ဒီလိုပေးလဲကွာခေါင်းနဲ့မှမရှိပါဘူးမှန်ပါတယ်မှန်ပါတယ်ဒီကလည်းဖလဲဆိုတော့မိသားစုများတယ်တခြားအခုလိုပေါ့များတယ်ကိုသူကြတော့လူရင်းဆိုတော့တခြားအပြင်ကိုချက်နေတာပို့ပြီးတော့ဒါပူစားပေးရတယ်လေအဲ့လိုလက်လွတ်သွားတာလေရှင်သူကကောက်သွားတော့ကောက်သွားတာလေချက်နေမသိဘူးမသိဘူး तू အဲ့လိုဘဘဘကမျက်နှာကြည့်လို့ချက်နေထိလိုက်ပြီးသားသူကောက်တယ်ဘလို့လေးကျေးဇူးတင်ပါတယ်အဲ့မဟုတ်ဒါပေမဲ့ကိုယ်ကျော်ကောက်တယ်ဆိုတာလေဒီလိုခဏပဲ နာလေးခနာလေးငွေတွေကဘယ်တော့ကောက်ထားတာဆိုအချာကြီးရှိခနာနေကြရင်ဒီလူကကိုကောက်လိုက်လို့စိတ်ထဲမှာမကောင်းတာဖြစ်နေကိုမြင်တာနဲ့ချင်းချင်းပြန်သွားချော့လိုက်တာလေဟုတ်ကဲ့ဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်သူအဲ့လိုတေးထားတာတိုးတာဘာမှသူမရှိဘူးဒါပေမဲ့ခုပဲကောက်တာဟာအနေနဲ့အဲ့ဒါတော့ तू ကကောက်အဲ့ဒါတော့မမြင်နိုင်ဘူး24နိုင်ပါ24နိုင်ပါ8နိုင်ရကောက်ကလေးဆိုရင်ဘယ်တော့မှမြင်ခါကလေးဆိုရင်တပည့်ဘုဒ္ဓသားတွေရရှိကြတော့လေအဲ့လို သွားတာတပြည့်လေးရလေမမီးတဲ့ဟောဟောနဲ့မမီးတော့တွေ့နေပြီမလားတဲ့အသမီးစီကိုတလားလောက်လိုက်မယ်ဆိုမမီးရဲ့ခဏလေးတပည့်စပေးဘွေးတွေပျောက်ပဲတဲ့အခုပြန်တော့သူ့နောက်ကိုလိုက်မယ်အဖေကိုလင်းစင်းနဲ့ကောင်းလိုက်မယ်ဆိုအဖေနောက်တစ်ခေါက်မှလိုက်ပါတောက်တယ်တမီးလည်းပါတမီးကိုကောက်တယ်ဒီလိုပါကိုရန်ကျောင်းကဖုန်းဆက်လို့ရှိရင်မထူးလို့သူကအလုံများနေတယ်လေမထူးတဲ့အခါကျတော်ပြီးငါ့ကိုတော့မဆက်နေတော့ဆိုအဲ့ကျလေသူကပြန်ပြီးတော့ကိုအဖေကိုလာပြီးတော့ချင်းချင်းအဖေအလုပ်တင်ပြအဲ့ကျလေချင်းချင်းမဟုတ်တဲ့အတိုင်းပဲ တဲ့အဲချစ်ချင်းပဲချစ်ချင်းပဲ9မိနစ်တွေကောင်းသွားတယ်ခုနကကျော်ဖေးကြီးကချော့ဆီချော့ချော့ရသူငိုရင်တော့ချော့တာပေါ့ဖေးချင်းတော့မငိုမချင်းမချော့ဘူးချစ်တော့ချစ်တယ်နော်ဒါပေမဲ့ကိုကတော့ဘာပဲပြောလို့လေအမီးနဲ့မိမအောင်ရှိတိုင်းပြန်ပါတယ်ဟုတ်ကဲ့မှန်တယ်မှန်တယ်ပါအဲ့တော့လေသူကောက်ကောက်ကောက်ပေမဲ့လည်းခွန့်လိုက်တာပေါ့တိုင်တော့မင်းရဲ့ကြောင်ဖြစ်သွားပြီပေါ့အခု तू သူ့ရဲ့ကောင်းခွက်ကလေးတွေရှာတာပေါ့မိခွက်ကိုရှာမဟုတ်ကောင်းခွက်ကိုရှာอืม तू ကောင်းခွက်ကလေးတွေရှာပြီးတော့ဩခွန့်လိုက်တာပေါ့နော် အော်ဒါလေးကသူ့ရဲ့အချစ်မဲလေးပြင်လို့မမရတော့ပဲဆိုထားလိုက်တော့တယ်လေဒါပေမဲ့ကိုယ်ကျွန်တော်ကောက်တယ်ဆိုတာဟိုမဟုတ်တဲ့ကိစ္စမျိုးမကောက်ပါဘူးဟုတ်ကဲ့အဲ့လိုမျိုးငွေကြီးကိစ္စအဲ့လိုမျိုးကတနည်းရဲ့တားရဲ့တချင်းဆိုလို့ဘယ်သူကကိုယ်လာလက်တွဲလို့အဲ့လိုမျိုးကောက်တယ်မရှိပါဘူးမရှိဘူးမရှိဘူးချင်းရသူ့ကိုတခုခုဇဝဲမှာတင်တာလို့မကြွေးမိရင်လည်းသူကောက်တယ်အောင်းတယ်မှာသူ့ချက်ပါလို့ချင်းရသူ့မရှိပြလည်းကောက်တယ်တခါလေးကျရင်ကိုအာရုံနဲ့ကိုလေသူ့စကားမပြောပြဘူးအဲ့ဒါလည်းကောက်တယ် ။ तू ကတော့ तू ကတော့တားလို့ကြားဘူးလို့ဘလူးသားလေးကြီးရတယ်။အင်မတန်ချစ်စရာကောင်းတယ်တဲ့။ကောက်တာလေးကကိုချစ်စရာဒါလေးကိုခွန့်လွတ်တတ်မဲ့ဆိုရင်အကောင်းဆုံးကောင်းလေရေနော်အင်းကြီးအဲ့လိုပဲပေါ့အသက်ကလည်းကြီးနေပြီမပြင်းနေဘူးလေတပြေထားလိုက်တော့ရချစ်ကလေးကအဲ့ဒါတော့ဒါပေသူများနေတော့မဖြစ်ဘူးတခါမှမဖြစ်ဘူးတပြေစားတော့ရမ်းကောင်းတာအင်းရမ်း ယူပြီးမှပြောင်းတာယူပြီး9နှစ်တကာလအကြမ်းမို့အိမ်ထောင်ပြူရင်9နှစ်ထိတော့အေးစစ်စင်တော့9နှစ်ကျော်သွားရင်ဒါပေမဲ့9နှစ်မကတော့ဘူးလीနော်ဘာမှတော့ရှာမလဲနော်ဟုတ်ကဲ့ဟုတ်ကဲ့ဒီဆိုင်ကဒီဆိုင်ကောက်လိုက်ဆိုင်လိုက်ပေါ့ကောက်ဆိုင်ပေါ့သူနေမြဲကောက်ဆိုင်သူဘာပြောဒီချိန်မှာကွာရည်စရာဟာတာလေးပြောနေပုံပဲလေတစ်ဖက်မှာလည်းအကူတို့ဒါကြည့်နေချိန်မှာ ခက်ခဲတွေ့နေကြလို့ရှိပါလိမ့်မယ်။မိုးနေဆိုတာတစ်နှစ်မှတစ်ခါလာတာလीနော်လူတိုင်းလူတိုင်းလူတိုင်းမှာမိုးနေရှိကြတယ်လीဆိုတော့မိုးနေလေးမှာကျွန်တော်တို့အခုလုပ်တဲ့အလှူဒါနလေးကလေဘာမှပကတနာမပါပါဘူးကျွန်တော်တို့ရှိတာလीနဲ့တတ်နိုင်တာလည်းလုပ်တာပါကျွန်တော်မချမ်းသာပါဘူးဒါအခုကလေးတွေကလည်းတကယ်တကယ်ကိုမရှိတဲ့ကလေးတွေပါတို့လူတိုင်းကြီးကကျွန်တော်တို့တတ်နိုင်တဲ့ဟာလေးလှူတဲ့ကကျွန်တော်တို့အတွက်ကုသိုလ်တစ်ခုပေါ့ဗျာကျွန်တော်တို့အခုလှူတဲ့ကုသိုလ်လေအခုကြည့်နေတဲ့လူတွေတာဓုခွန်နိုင်ပါလေလို့ကျွန်တော်ကပြောချင်ပါတယ် ချစ်ကလည်းကိုနိုင်နိုင်တာလေးပေါ့တမီးရဲ့ဒီနှစ်ဆိုလဲခါတိုင်းဆိုတော့အများကြီးဆိုနိုင်တယ်လေဒီနှစ်ကတော့ချစ်ကတလောက်လူရတော့ချစ်ကစနေမှာအားမရအောင်လေဘာဆိုခလေးတွေကဘဘမအများကြီးလေဆိုတော့ကိုမဟဲလို့ငင်မလို့ဒီဒီနှစ်တော့ကသိန်း30ပဲခုနိုင်တယ်လို့ခါတိုင်းဆိုတော့ပုံများတယ်ပါရဲ့ဘာဆိုတော့ခင်လဲကောင်းတယ်လေဆိုတော့ဒါလည်းဘဘနားလေတယ်ဘဘုံရဲ့လို့တပိတော့အရှာတိတ်ကိုရလိုက်ချီလူချင်းနဲ့သူများတွေလူတာတိတ်သဘောကြတာပဲချစ်ငယ်လူတာလေးကဟို မစွတ်တပုတ်လေးဖြစ်လို့ခံစားရတယ်တာကြီးဒါပေမဲ့ဟိုတလုံးကတော့သူကိုကိုကျော်သူတို့ရှိပါသွားပြီးတော့ဘယ်ရင်အတွက်သွားလှူလိုက်ပါလဲပိန်းသုံးချက်သွားလှူလိုက်ပြီးဟုတ်ဟိုသူကတော့နည်းစီနားစီမဟုတ်ပါဘူးအရေးကြီးတာကြီးတာပေါ့တာလေးပါပဲတာကယ်တိောက်တဲ့နေရာလို့ရောက်သွားတယ်ဆိုရင်ပြီးသွားတော့အခုဒီကလေးလေးကျွေးတာကုတူရတယ်တကယ်စားချင်နေကြတာလေသူတို့မှဟိုရှိတာလေးနဲ့သူဘိုက်ကြီးတင်းသွားကိတ်မုတ်လေးဆိုသူတို့စားချင်တယ်ဟိုကိမ့်မို့လေးခွဲမယ်သူတို့ခွန့်လိုက်တယ်ဆိုရင်သူတို့ပီတိလေးကမတူဘူးပေါ့နော်ဒါအဲ့ဒါမျိုးပါပဲ ညဖိတ်ဆိုရင်ချစ်ကဲပါလို့မိသားစုရဲ့ပေါ့အခုမဲရီဖောက်တယ်ဘလာမဘလာမပါပေါ့အဲ့ဒါချစ်ကဲမိသားစုမှာ gathering အဖြစ်တိုင်းလဲအဲ့ဒါတယောက်က3သိန်းရမယ်တယောက်က2သိန်းရတယောက်က3သိန်းရမယ်အဲ့လိုလေးတွေပေါ့ကွယ်ပြောတာပြောစရာလေးပေါ့ဘလာမပါပေါ့သူလည်းပါတယ်အကိုကဘာလို့နိုင်တာပြောတာမဟုတ်မဲနိုင်တာလားဩမဲနိုင်တာဟုတ်မဲတော့နိုင်တယ် အဲ့ဒါလေးပါသေးတယ်တခါသူဦးစားပြီးတော့ချက်ကလေးမမေကအကြီးဆုံးကိုမမေပြီးတော့ကိုကြီးမကြီးပြီးတော့မှသူအဲ့လိုမျိုးလေးငင်းလေးတွေပေးရတယ်ဒါပေမဲ့တခုတော့ရှိတာကိုဒီနေ့ဆိုတော့တမီးလေးကမရှိဘူးလေဟုတ်တယ်ခါလေးတမီးကိုကွန်ကျော်နှိုက်ပြီးသွားလို့ရှိရင်ရတယ်ဆိုတမီးလေးကိုပေးလိုက်တာလေဒီမဲကိုတမီးရနမဲရရလို့ရှိရင်ဖေဖေဘာပေါက်လဲလို့ရပြီဆိုရင်တမီးကိုပေးလိုက်တာလေတော့အခုနှိုက်ရင်လည်းတိတ်စိတ်မပါဘူးပေါ့အဲ့တက်တူစရိမတက်ပြောဘူးပေါ့လူမဆုံးတော့ချက်ကလေးလား ချစ်ခင်ကလည်းသူ့မပေးဘူးသူကလည်းချစ်ခင်မပေးဘူးဒီစားဘွားတွေကဘာမှမပေးဘူးသူလည်းချစ်ခင်ဘာမှမပေးချစ်ခင်လည်းသူဘာမှမပေးဘူးမေတ္တာပဲပေးရလေတာမေတ္တာအလုံးချုံဆုံးပဲဟုတ်တယ်မလားဒါပေမဲ့တာရဲ့ကိုယ်နေပြောရတဲ့သူကတယောက်တယောက်ကမေတ္တာတရားအရေးကြီးတယ်လေနော်အခုလိုနေလာတတမနေတော့ဘူးလေအခုလိုမှဘာဘာအထိတ်မှတ်ကြီးတယ်တခါမလုပ်ခဲ့ဘူးဟောမင်္ဂလာဆောင်တာလည်းကြီးကြီးတယ်တခုမှမဆောင်ခဲ့ဘူးပူရင်၅ပါးလေးနဲ့ဆုံးကတ်တယ်လေအခုမြင်တာအမြင်ပြောတာပါအဲ့ဒါကြီးလုံးနေပြီးတော့လေ တခါတည်းလူတွေတချို့ကလည်းပြည်လဲလဲလူရှိတယ်မပြည်လဲလူရှိတယ်လေသူတို့အတွက်ခွန်အားဖြစ်သွားရတဲ့မျိုးပေါ့ဒါမျိုးကခွန်အားဖြစ်စရာတော့မရှိပါဘူးဟိုအလုံးလုံးတဲ့စူဝိုင်းလုံးတဲ့လူအောင်မြင်တာတို့ကလူကဒါခွန်အားဖြစ်စရာပေါ့နော်သူကကိုကအဲ့ဒါမျိုးလဲလုံးလဲမလုံးချင်ဘူးလေအဲ့ဘက်ဆောင်တနည်းအားလေးမှတုံးလိုက်တာမှပို့ပြီးတော့ကုသရမယ်လို့ထင်တာပေါ့လေဟုတ်တယ်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 ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါလေးပြောကြတယ်ဒါပေမဲ့တခုတော့အမမပြောခင်ပါလေသူယောက်ျားလေးရိုက်ကူပြောနေတာပေါ့နော် ပြုတော့မယ်ဆိုရင်တော့ကိုယ့်ဘက်ကပြည့်စုံအောင်လုပ်ပါလို့နော်ဘုံမပြည့်စုံမနေတော့မလုပ်ပါနဲ့သူများသားသမီးယူပြီးတော့မပြည့်စုံဒုက္ခတရားဆိုတော့အမဆိုအရင်ပြန်မနေနော်